ားလုံးတို့ကိုတာလီစွာပါကျွန်တော်ရဲ့ APR Arkham မြန်မာ YouTube Channel လေးကနေပြန်လေကြိုးဆိုလိုက်ပါတယ်ရခိုင်မှာအေးအုတ်ချေးဖွေးစီပုံပြောင်းလေးဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ် ရခိုင်ဒေသတွင်စစ်ဒေသအလိုက်အနေမြင်များတက်မှတ်ပြီးတော့ဟောက်ချွေးရန်ရရတွေလေပတ်နေတဲ့အရခတ်တတော်၏ဖွဲ့စည်းထားတဲ့အရခပြည်သူတော်လှန်ရေးအစိုးရဟာယခုအချိန်မှာမြို့နယ်တွေကိုစုစည်းပြီးတော့ခရိုင်အဖြစ်ပြောင်းလဲတက်မှတ်အုပ်ချုပ်ဖို့ပြင်ဆင်နေကြောင်းနှိစက်တဲ့တည်ရင်မြေတွေထံကနေသိရပါတယ်စစ်ဒေသ၉ခုရှိတဲ့ရခိုင်ပြည်မှာစစ်ဒေသမှုများရှိပြီးတော့ စစ်ဒေသတစ်ခုစီလည်းအုပ်ချုပ်ရေးတရားစီရင်ရေးအခွန်ကောက်ခံရေးပညာရေးစသဖြင့်ဌာနလိုက်ဒေသမှုမြို့နယ်မှုနေမြေမှုများခန့်အပ်ပြီးတော့အုပ်ချုပ်ရေးလေပတ်နေရာမှာယခုအခါခရိုင်များအပြည့်ပြောင်းလေးတက်မှတ်လာခြင်းဖြစ်ပါတယ်။အရခပြည်သူတော်လှန်ရေးအစိုးရနဲ့နှိစက်တဲ့တည်ရင်မြစ်တူကဗဟုအုပ်ချုပ်ရေးအဖွဲ့ကိုအစ်စ် ထပ်ဖွဲ့လိုက်တယ်။အဲ့ဒီကနေဖွဲ့စည်းပုံတွေပြောင်းသွားတာခရင်တွင်နဲ့ပဲအုပ်ချုပ်တော်မင်းပေါ့။အဲ့ဒါတွေစပြောင်းနေပြီးအခုဆိုပြီးတော့ပြောထားပါတယ်။အရခပြည်သူဒေါ်လန်ရဲ့အဆိုအရကဖွဲ့စည်းလိုက်တဲ့ခရင်တွေမှာမောင်တို့ခရင်မှာမောင်တို့ဘူတီတောင်စစ်တွေခရင်မှာစစ်တွေရသက်တောင်ပုံနာကျွန်းညောက်ဦးခရင်မှာညောက်ဦးကြတော်မြင်းပြခရိုင်မှာမြင်းပြပတော်ကြော့ဖြူခရိုင်မှာကြော့ဖြူမြေပုံရှမ်းပြည်စသဖြင့်ပါဝင်ကြောင်းသိရပါတယ်အခုလိုအချုပ်အရေးဖွဲ့စည်းပုံပြောင်းလဲ လိုက်တာဟာတလဝန်းကျင်ရှိပြီဖြစ်ကြောင်းအဆိုပါဘဟုအုပ်ချုပ်ရေးအဖွဲ့မှရက်ပြည့်ပညာရှင်တွေအုပ်ချုပ်ရေးကျွမ်းကျင်သူတွေအတွေ့အကြုံရှိသူတွေပါဝင်ကြောင်းနေဆက်တဲ့တရရင်မြေကဆိုပါတယ်စစ်သေးတာတွေမှာကနီမီတွေစနစ်တကျတက်မှတ်ထားတာမရှိသေးဘူးလေအဲ့ဒါကြောင့်အခုလိုမြို့နယ်တွေခရိုင်တွေအလိုက်အုပ်ချုပ်လိုက်တာလုပ်လိုက်တာထင်တယ်ဟုနောက်ထပ်အရခပြည်သူဆွေရနဲ့နေဆက်တဲ့တရရင်မြေတို့ကပြောပါတယ်ရခိုင်ပြည်နယ်အတွင်းကမြို့နယ်စစ်လေခုနဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို အလုံးစုံသိမ့်ပိတ်ထိန်းချုပ်ထားတဲ့အေဟာရှင်းမြွနေတွေမှာအာရခပြည်သူဒေါ်လာရေးအစိုးရကိုဖွဲ့စည်းပြီးတော့အုပ်ချုပ်ရေးဟန်တရားတွေလေပတ်နေပြီးပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။2009ခုနှစ်ကအဖွဲ့ဝင်26ဦးနဲ့တည်ထောင်ခဲ့တဲ့အေဟာနိုင်ငံရေးအဖွဲ့အစည်းဖြစ်တဲ့ရခိုင်အမျိုးသားအဖွဲ့ချုပ် URL ကို2016ခုနှစ်မှာစတင် ဖွဲ့စည်းခဲ့ပါတယ်။ရှင်းနောက်ရခိုင်ပြည်တွင်နေမည်ထိန်းချုပ်မှုအတိမ့်တာတစ်ခုထိရှာလာခဲ့ချိန်မှာ2020-21ဝန်းကျင်ကာလတွင်မှာအာရခပြည်သူအာဏာပိုင်အဖွဲ့အစည်းကိုထပ်မံဖွဲ့စည်းပြီးတော့မြို့နယ်တွေအလုံးစုံကိုသိမ့်ပိတ်အုပ်ချုပ်ချိန်မှာတော့အာရခပြည်သူဒေါ်လိုင်းအစိုးရဆိုတဲ့အစိုးရတရက်ကိုဖွဲ့စည်းလာခဲ့ခြင်းဖြစ်ပါတယ်။ဒါပေမဲ့၎င်းတို့ဖွဲ့စည်းထားတဲ့အစိုးရအဖွဲ့အစည်းတွေထဲမှာဘလို့ပညာရှင်တွေဌာနဆိုင်ရာလိုက် ကဏ္ဍဆိုင်ရာလိုက်နိုင်ငံရေးပညာရှင်တွေအသိပညာတက်ပညာရှင်တွေဘလို့ပါဝင်နေတယ်ဆိုတာကိုတော့အသေးစိတ်ထုတ်ကြထားခြင်းမရှိခဲ့ပါဘူးဟုတ်ကဲ့ပါခင်ဗျာအဆုံးထိကြည့်ရှုနာဆင်ပေးကြတဲ့အရခပြည်သူပြည်သားများနဲ့တကွာတော့မြန်မာပြည်သူပြည်သားများအားလုံးကိုအထောက်ကျေးဇူးတင်ရှိပါတယ်အားလုံးဘေကင်ကျန်းမာကြပါစေခင်ဗျာ to have our sovereign power to ensure